လာမယ့်နှစ်ရဲ့အတွင်းစကိုင်းတိုင်းထက်ပိုင်းကချင်ချင်းနဲ့ရှမ်းပြည်နယ်တို့မှာညပူချိန်များလျော့နေမယ်လို့မြို့လဝတ်သားနယ်ဇလားပြည်တော်ချောင်းမှုဦးစီးဌာနကအခမ်းအနားပါရင်မင်္ဂလာပင်လယ်အော်မြောက်ပိုင်းတွင်အများအပြားသားရနေပြီးမင်္ဂလာပင်လယ်အော်လေပိုင်းမှာတိမ်နေငယ်ဖြစ်တော်နေကကပလီပင်လယ်ပင်နဲ့ကြံမင်္ဂလာပင်လယ်အော်တို့မှာတိမ်အင့်အင့်မှအိမ်ထူတဲ့နေရီလို့ဝန်ဆလာကထုတ်ပြန်ပါရင်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာရန်ကုန်တိုင်းဒေသကြီးနဲ့တနင်္သာရီဒေသကြီးတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များမှရေလျားရနေရတဲ့လျှောက်တွင်မိုးရသွန်းခြင်းများ ဲ့အတူလေပြင်းတက်ခတ်ခြင်း၊မိုးတေချုံခြင်း၊မူးကျိုးပြစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မူတည်ကြွေခြင်းစတဲ့မူလဝဒဖြစ်စဉ်များဖြစ်ပေါ်နေတာကြောင့်ကြိုတင်သတိပြုနိုင်ရန်အကြံပြုအကြောင်းမူဆလာကထုတ်ပြန်ထားပါသည်။ နိုဝင်ဘာလ13ရက်နေ့ကတရင်းနယ်ဒေသကြီးမှာနေရာစိတ်စိတ်ကရင်ပြည်နယ်မှာနေရာကျကျနဲ့မွန်ပြည်နယ်မှာနေရာကွက်ကြောင်မူတီကြောင်ရခဲ့ပြီးနေပြည်တော်စကိုင်းနယ်ဒေသကြီးအောက်ပိုင်း၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအပြားသားရခဲ့ကကြံတရကြီးနယ်ပြည်နယ်တို့မှာတိမ်တင့်တင့်ဖြစ်တွန်းခဲ့ပါသည်။ညဘူးချိန်များမှာစကိုင်းနယ်ဒေသကြီးထက်ပိုင်းနဲ့ချင်းမြေတို့မှာနိုဝင်ဘာလရဲ့ပြင်းပြဘူးချိန်တို့အောင်2ဒဂရီဆဲလ်စီယံညွန်နေခဲ့ပြီးမွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနိုဝင်ဘာလရဲ့ပြင်းပြဘူးချိန်ထက်2ဒဂရီဆဲလ်စီယံရဲ့ပို ူခဲ့ပါတယ်။ထူးခြားတဲ့ညဘူးချိန်များမှာဟာခါမြို့တွေ9ဒီဂရီဆယ်စီယက်၊တီးတိမ်မြို့တွေ10ဒီဂရီဆယ်စီယက်၊လိုင်းလွေမြို့တွေ10.4ဒီဂရီဆယ်စီယက်ပင်လောင်မြို့တွင်9.8ဒီဂရီဆယ်စီယက်ဟဲဟုံမြို့မှာ10.1ဒီဂရီဆယ်စီယက်နက်ဆန်မြို့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ10.4ဒီဂရီဆယ်စီယက်လာရှိုးမြို့မှာ17ဒီဂရီဆယ်စီယက်ဟုံမလင်းမြို့မှာ17ဒီဂရီဆယ်စီယက်နဲ့ပြည်ဦးလီမြို့တို့မှာ17.5ဒီဂရီဆယ်စီယက်တို့ဖြစ်ပါတယ်